ကျွန်တော်တို့3ဒီဗီဒီယိုပိုင်းလေးတွေကိုကြည့်ရှုလေ့လာအပြင်ကြည့်ရတဲ့မိတ်ဆွေစင်ငယ်တို့များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခု2025 6ကြိမ်အတွက်စိုက်လေးတစ်စိုက်နဲ့စင်ငယ်ကျွန်တော်မိတ်ဆက်ပေးခြင်းပါဒီစိုက်လေးကကျွန်တော်ဒီ debate dress ဆိုရင်ဒါ3ကြိမ်မြောက်3ကြိမ်မြောက်ပြတဲ့စိုက်လေးပေါ့နော်ဒါနံပါတ်3ဗီဒီယိုပိုင်းလို့လည်းပြောလို့ရအောင်အစိုက်လေးကိုကျွန်တော်နဲ့အတူတစ်ချက်လိုက်ပြီးတော့လေ့လာကြည့်ပါဦးနော် အဆက်လေးကဘယ်လိုမျိုးတော့ဆိုတော့တော့ဒီ1978 89 90နော်ဒီ78 89 90အဲ့နဲ့တည်းမှာပါလို့ထားလို့ငါးပရိငါးပရိငါးပရိပရိငါးသုံးခုတန်းနော်အဲ့လိုပရိခုတန်းပြီးတော့နောက်နှစ်နောက်နှစ်မှာပေါင်းခြင်းက၄တွင်ဟုတ်လား၄တွင် နောက်လေးတက်နောက်တစ်ခါလေးတက်ကျတော့အဲ့လိုမျိုးလေးကြာနော်လေးတက်တွေကြာနော်အဲ့ဒါဒီ78 79 90နော်အဲ့ကနေကြပဲရောက်သွားမှာ2006ကိုရောက်ကြားရမှာမလို့တော့နော်ဒီ2006 2006 2008 2008နော်ငါးပြည့်တုံးကတန်းအဲ့ဒီတုံး ငါပရေငါပရေငါပရေတုံကတာအဲ့လိုတမ်းပြီးတော့နောက်နှစ်ပေါ့နောက်နှစ်နောက်နှစ်မှာတက်လေးရ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 မတူအလိုမျိုးလေးကြာမယ်နောက်တစ်ခါဗမာထပ်ဖြစ်တော့ဆိုတော့2009 ཁྱས 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 နောက်ဆုံးကကဒီ22 23 24ငါးပြိတ်ငါးပြိတ်ငါးပြိတ်ဆိုတော့အဲ့လိုဆိုကျွန်တော်ဒီနေ့ထဲမှာပေါင်းခြင်းငါးတက်လေးတွဲနော်အတက်လေးပဲလာဖို့ရှိရဲ့အဲ့ဒါကိုကျွန်တော်တို့ဒီတက်လေးတွဲကိုအပတ်တိုင်းမွေးသွန်းနေလဲဆင်မဖြစ်တက်လေးတစ်တွဲအတွဲတစ်တွဲက54ခုရှိရဲ့အဲ့ကြတော့ကျွန်တော်ဒီတက်လေးတွဲကိုဘယ်နေရာမှာကြာမလဲဆိုတဲ့ဟာလေးကိုကျွန်တော်လေ့လာထားတာလေးရှိရဲ့ အဲ့ဒါလေးကိုကျွန်တော်တကယ်ချင်းတော့တက်သေးပြပေးမယ်ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားပြီးတော့ဒီတစ်လေးဘက်ကိုကစားလို့ရပါတယ်နော်။အဲဟုတ်ပြီ။ ဒီ70 70တော့ကိုးတယ်မှာအဲ့လို၅ပြိတ်၃ကတန်းလိုက်တယ်အဲ့၅ပြိတ်၃ကတန်းပြီးတော့နောက်နှစ်မှာပထမဆုံးထွက်တော့ထိတ်ဆီးရှစ်ပထမဆုံးထွက်တဲ့ထိတ်ဆီးရှစ်ကသူ့ရဲ့တပင်တော်မှာတုံ့ညားလို့ခံတယ်ဒီရှစ်ရဲ့ဘေးကနေတပင်တပင်သုံးမစင်းလာရှစ်တလုံးရှိဟုတ်ကဲ့နော်ပထမဆုံးဒီ၅ပြိတ်၃ကတန်းပြီးတော့နောက်နှစ်မှာပထမဆုံးထွက်တော့ရှစ်ထိတ်အဲ့ဒီရှစ်ထိတ်ရဲ့တပင်တော်မှာတုံ့ညားထိတ်ခံတယ် 地势也不一样这边那边都没得，样，吃的东西，阿里些也奥，这边叫嘛？地势梯，这个马龙家比较地势也奥嘛，地里头个啥么？喏，大伯马龙家是些些些土土种嘛，地里俺不勒种，这边马地里头啥？地势梯叫，好不啦？那那朝向那朝孔那风水，那也不少嘛。那朝向那朝孔那朝西，好不？ ငါပရိငါပရိငါပရိတာနောက်နဲ့နော်နောက်နဲ့ပထမဆုံးထွက်တဲ့ရှစ်ထည်ခေါနာ၃ညထိတ်ခံတယ်ဒီကောင်ကတပင်ကျော်မှာခွန်ထိတ်လို့ခံတယ်နော်ပထမဆုံးထွက်တော့ရှစ်ထည်တပင်ကျော်မှာခွန်ခံတယ်အဲ့ဒီရှစ်ထည်ရဲ့ဘေးမှာဒီနှစ်တော့ရှစ်တုံးဆင်းသူရတပင်ကျော်မှာခွန်လို့ခံတယ်အဲ့ဒီရှစ်ထည်လို့ကြာပြီးမှတပင်ကျော်မှာတက်လေးရဲ့ကစားဟုတ်ပြီ အဲ့ဒါပြင်2009 2010 2017အဲ့ဒီနှစ်ထဲမှာငါပြိတ္တုံကတည်းတန်းရ2012ထဲမှာပထမဆုံးထွက်သွား၈ထပ်ပထမဆုံးထွက်သွား၈ထပ်ဟုတ်ပြီလားအဲ့ဒီ၈ထပ်ရဲ့ပုံမှာသွားလို့တပင်တော်မှာတုံညပြန်ခံပြီးတော့ဒီ၈ရဲ့ဘေးမှာ1 2 3 8ထလုံးဆင်းလာတယ် စ်တလုံးရှိမယ်အဲ့ဒီပထမဆုံးရှစ်ထရက်တပင်ကြောမှာတက်လီဗရီကစားမယ်ဟုတ်ပြီနော်ဒီမှာဒါအကျံပြလေးဟုတ်ပြီအခုနောက်ဆုံးက20နဲ့23 24 5ပရိ5ပရိ5ပရိသူရဒီဘက်နှစ်ထံပထမဆုံးထွက်သွားရှစ်ထရှစ်ထရက်တပင်ကြောခွန်ခံတာပထမ၃ညခံနဲ့၈၃ညခံနဲ့ပြီးရင်ခွန်ခံနဲ့၃ညခံနဲ့အခုကခွန် ခွန်ရက်တပင်တော့မှာရှစ်ထိပ်အဲ့ဒီရှစ်ထိပ်ကပေးမှာတင်းနဲ့သုံးစီရှစ်တလုံးရှိတယ်ဒီရှစ်ထိပ်ရက်တပင်တော့မှာလေးတစ်တွေကစားမယ်လို့ကျွန်တော်အကြံပြုယူဆတာဟုတ်ပြီအဲ့ကြတော့လေးတစ်တွေနဲ့ပဲကနန်းကစားမလဲဆိုအဲ့ဒါလေးတစ်ချက်ပြန်ပြီးတော့လေ့လာကြည့်မယ်နော်ဟုတ်ပြီစောက်ပြန်ပါလားကျွန်တော်တို့ဒီမှာ၅ပြိတ်၃ကတန်းတော့သူရဲ့ဒီဘက်နဲ့မှာပထမဆုံး၈ထိပ် တုံညခံတယ်ဒီရှိရဲ့ချစ်ထည့်ရပြီးမှရှစ်တလုံးခံတယ်ပြီးရင်သူကဒီမှာတစ်လေးခွာတယ်တစ်လေးတလက်လေးတစ်တလက်အဲ့လိုပေါ့နော်တစ်လေးခွာတယ်တစ်လေးခွာတယ်ဒီတစ်လေးအတွဲထွက်ပြီးကြံကနေကနန်းဟာအပေါ်ကနန်းနဲ့ပေါင်းနှစ်နှစ်လို့တစုံဖြစ်နေတာဆိုလိုတာဒီတစ်လေးရဲ့အောင်တစ်လေးနဲ့တွဲကြတာနှစ်အဲ့ဒီနှစ်ကအပေါ်ကကနန်းတစ်ခုနဲ့ပေါင်းနှစ်ဖြစ်ရမယ်ဒီတုံညာနဲ့ပေါင်းနှစ်လို့ဖြစ်တယ်ဟုတ်ပြီနော် အဲဒုတိယက2006 2008 2008 2008 2008အဲ့လိုပဲငါးပြိတ်သုံးကတန်းနဲ့ဒီဘက်နဲ့မှာတမလုံးရှစ်ထိတ်ခွန်ခံတယ်ဒီရှစ်ဟာဘေးမှာ၃မိနစ်ရှစ်ရှစ်ဟုတ်ပြီဒီရှစ်ရဲ့တပင်တွေမှာ၄တစ်တွေနော်တစ်လေးအခွားဒီသွားအခွား၅ရှစ်၅အဲ့တိုင်းပဲသွားတာနော်အခွား၅သွားလာရှစ်၅သွားလာဟုတ်ပြီနော်ခုဒီမှာဒီမှာ၄တစ်တွေကြည့်ပြ ဟုတ်ပြီကျန်တဲ့ကနန်းကျန်တဲ့ကနန်းငါးဟာအပေါ်ကကနန်းတစ်လုံးနဲ့ပေါင်းနှစ်လို့ဖြစ်နေဒီငါးနဲ့ခုနှစ်ပေါင်းနှစ်ဆိုဖြစ်နေဟုတ်ပြီနော်ဒီကကျန်တယ်ဟုတ်ပြီဒါဆို1 4ဒီဘက်မှာခုကဒါ4 8ရှိတယ်နော်ဟိုဘက်မှာက1 4အခွ1 4အခွဒီမှာ4 8ရှိပဲဟုတ်ပြီတတိယကကြည့်အောင်တတိယက9 9 9ပြိတ္တံတန်းပြီးပြီဆို2012မှာ ပထမဆုံး၈ထက်ပထမဆုံး၈ထက်ဆောနာလိုတုံနေပြန်ခါဒီ၈ရဲ့တပင်ကျော်မှာအရှိကားဒီမရှိလို့ခါဒီ၈ရဲ့တပင်ကျော်မှာတစ်လေးရှိတယ်ကစားတယ်ပြီးရင်ဒီကြံဒီတစ်လေးနဲ့ကစားတဲ့ကိန်းတလုံးဟာအပေါ်ကနန်းနဲ့ပေါင်းတယ်နှစ်လို့ဖြစ်နေတယ်ဟုတ်ပြီနော်ဒီမှာအကြော်တစ်လေးကနှစ်ဆုံးဖြစ်သွားပြီနော်ကျွန်တော်ဒီမှာပြန်ပြမယ်နော်တစ်ထိတ်လေးပိတ် ွာเนาะတစ်ထိတ်လေးပဲခွာငါအဲ့ဒီတစ်တစ်လေးကိုဒီမှာရှေ့ထွက်လုံးလိုက်အဲ့လိုဆိုဒီဒုတိယကောင်ဒီလေးတစ်ဆိုတော့ရှေ့ငါ့ကိုကျွန်တော်ကနောက်တစ်ခါလေးထိတ်တစ်ပိန်နဲ့လို့ဟုတ်ပြီကဲလေးထိတ်တစ်ပိန်နဲ့ငါးပရိတ်ငါးပရိတ်ငါးပရိတ်ပထမဆုံး၈ထိတ်မရှိတလုံးခေါင်းလိုက်ခံပြီဒီ၈ရက်တစ်ပိန်ကလေးတစ်တွေလေးထိတ်တစ်ပိန်လေးထိတ်တစ်ပိန်ကျွန်တော်ဒီကောင်နဲ့ပဲယူထားလိုက် 6ခွန်း1အမှန်တော့ဒီကောင်2ဖြစ်အောင်ဒီ9ကို2ဖြစ်အောင်ခွန်6ကို2ဖြစ်အောင်2 3ကို2ဖြစ်အောင်ကို6 6 1 6 1ကတော့ကျွန်တော်အရင်မှယူပေးထားတယ်နော်၄ခွန်တက်ကျွန်တော်စနစ်ပရိတ်ကိုကြိုက်လို့ကျွန်တော်စနစ်ပရိတ်နဲ့၄ခွန်တက်ကိုတဲတင်ပြီးသားဟုတ်ပါတော့တင်ကျန်တယ်၅ပရိတ်၅ပရိတ်၅ပရိတ်ပထမဆုံး၈ထိတ်လို့ထွက်၈ တပင်းတော်မှာတက်လေးတွေနော်ဒီဒီကောင်းလေးမယူတော့ဘူးကိုနော်ပထမဆုံးရှစ်ထိပ်တက်လေးအဲ့လိုပါဒီဘက်မှာငါးပရိတ်ငါးပရိတ်ငါးပရိတ်ဒီဘက်မှာပထမဆုံးပထမဆုံးရှစ်ထိပ်တပင်းတော်မှာတက်လေးတွေနောက်တစ်ခါငါးပရိတ်ငါးပရိတ်ငါးပရိတ်အဲ့လိုငါးပရိတ်ပြီးလို့ရှိရင်ဒီ2012တန်းမှာပထမဆုံးရှစ်ထိပ် တမဆုံးနဲ့ရှစ်ထည့်ပြီးရင်တပင်တော်မှာတက်လေးပဲနောက်ဒီဘက်မှာလည်းအလိုပဲ၅ပြိတ်၅ပြိတ်၅ပြိတ်ပထမဆုံးရှစ်ထည့်တပင်တော်မှာ၄တက်တွေ့ဒီ၄တက်တွေ့ထဲမှာသူကဟန်ချက်ကအားလုံးညီပါလို့နော်ဒီမှာပထမဒီမှာတက်လေးတက်လေးအခွားလေးတရှိတွင်ဒီမှာတက်လေးရှိတွင်လေးတခွာနော် အတစ်လေးတွဲကတစ်လေးတွဲကိုအကုန်လုံးထိုးမယ်ဆိုရင်တော့54ခွက်ရှိတယ်။ဟိုကျွန်တော်ကတော့ဒီကျွန်တော်အဓိကတည်ပေးတာကတော့ဒီ၄ခွန်တစ်ပေါ့နော်။ဒီ၄ခွန်တစ်ကိုပဲအဓိကတည်ပေးတာ။ဒါလေးရတော့အရင်ကွက်ပေါ့။ဒါမှမဟုတ်စင်ငယ်ချင်းတွေဒီတစ်လေးတွဲလဲတစ်လေးတွဲတစ်လေးတွဲပါပြီဆိုတာနဲ့ပေါက်ရှင်တယ်ဆိုရင်တော့54ခွက်ထိုးပါမယ်။မတရားဘူးဆိုရင်ပေါ့။တရားဘူးထိုးရင်9000လေးရပါဗျာ။ဒါလေးကဒီတစ်လေးတွဲကကစားမယ်ဆိုကစားတတ်ပါလေ။ အဲ့ဒါလေးထူကြလို့မိတ်ဆွေတင်ငယ်ချင်းတို့ပြသပေးလိုက်ရခြင်းဖြစ်ပါတယ်မိတ်ဆွေတင်ငယ်တို့များအားလုံးပဲကံကောင်းကြပါစေဖြစ်